တော်တော်ကားတယ်တော်တော်ဖန်နေမှုသွားတယ်သူ့အချီပြီးကျွန်တော်တို့ကမကဖြစ်တော့ဘူးအဲ့လိုလိုမှုတွေဖြစ်လာအကိုတကယ်တော်တယ်တကယ်တော်တယ်ဟုတ်ကဲ့ဟုတ်ပိတ်တယ်လေပိတ်တော့ကျွန်တော်ချက်ချက်တော့လွတ်ပြရတယ်ဒါပါပဲအကိုကဒီတိုင်းစလိုက်ရတဲ့ဘောပါဒါပေမဲ့အရန်ဖန်နေလေးဖြစ်သွားတော့ပုံမှန်နဲ့မတူကာရက်တာပြောင်းသွားရေအဲ့တော့ဒီကားမှလည်းဘလို့ကာရက်တာပြောင်းမလဲဆိုတော့ကျွန်တော်တို့လည်းရင်ကုန်နေပြီကြည့်ရမှာပေါ့နော်ကားတဲ့ချိန်မှာတော့အများကြီးရတယ် ကတူအောင်သူ့ရဲ့ body ကိုဒီလိုဖြစ်အောင်ကျွန်တော်အများကြီး train ထားတယ်အဲကျွန်တော်တို့ကျွန်တော်တို့အခုအခုသင်ပေးရတော့အချိန်ရွေးယူခဲ့ရတာပေါ့နော်ကျွန်တော်တို့အကထွင်ပေးတဲ့ကျွန်တော်တို့ရဲ့ဒီ MW ကဆရာတယောက်ကနိုင်ငံခြားရောက်နေတော့သူ့အစားကျွန်တော်တို့အကသင်ပြီးတော့ကိုထုတ်နဲ့ train ကြတာပေါ့ အဲ train နဲ့ကျွန်တော်တို့ဒီပွဲဒီဒီဘယ်လိုပဲမဒီ basket လေးမှာလာကတာပေါ့နော်ကတဲ့အချိန်မှာတော့အများကြီးရတယ်ကိုတူအောင်သူ့ရဲ့ body ကိုဒီလိုဖြစ်အောင်ကျွန်တော်အများကြီး train ထားတယ်ဒီနေ့ဒီလာတော့တောက်ချာလေးကျွန်တော်တို့လူထူတာရွှေကားရပြားဂျင်းစနိုက်နေကိုကြီးတဲ့ရမ်းချောတယ်ခဏခါလေးရမ်းပိုက်တယ်အမတ်တရားကတော့ကျွန်တော်တို့ကားတဲ့အချိန်မှာအမတ်တရားတွေကတော့ရှိရယ်အာဘယ်လိုပြောရမလဲကျွန်တော်ဆက်ဆောက်ဆုံးကားတော့ကျွန်တော်တို့ကညာဆိုရင်သူကဘယ်ပေါ့နော် ျွန်တော်ညာဆိုပဲအဲ့ဒါကျွန်တော်အများကြီးတော်တော်ညှိရတယ်ပြီးကျွန်တော်ကောက်ကွက်လေးတွေကိုလည်းကျွန်တော်မခက်ဘူးမခက်ဘူးအားလုံးလည်းအဲလိုက်ကလို့ရမယ့်ပုံစံပျော်ပျော်ပါးလေးပြီးကျွန်တော်ကိုထူးအောင်ရဲ့ body structure နဲ့တချို့ကောက်ကွက်လေးတွေနည်းနည်း funny ဖြစ်တဲ့ပုံစံလေးတွေကျွန်တော်တို့လုပ်ပေးထားတာပေါ့နော်အဲ့တော့အမတ်တရတွေကတော့ခုနကပြောသလိုပဲဆိုညာမရရတော့ရှိတာပေါ့โอเค down no down i ship down no down no down tell me you be out ော train ရတယ်ဘာဖြစ်လို့လဲဆိုတော့လေကိုရူအောင်ကျတော့မာဆယ်ရှိရလေမာဆယ်ရှိတော့ကတဲ့အခါကျမှမာဆယ်နဲ့ကျတော့နည်းနည်းဟိုတွန်းတောင်းနေနေဖြစ်နေတော့ဒါလေးကိုနည်းနည်းလေး flexible ဖြစ်အောင်ဆိုပြီးတော့ကက်ကွက်တကွက်ကိုသူများအဲဘယ်လိုပြောမလဲသူများရဲ့နဲ့မတူတော့အများကြီး train ရတာပေါ့နော်အဲတချင်းရဲ့ choreography ကတော့ကျွန်တော်တို့ဒါတခြားကျွန်တော်တို့ရဲ့ဒီ leader ကလုပ်ပေးတာပေါ့နော်ကျွန်တော်တို့ကသင်ပေးရတာဆိုတော့သူ့ရဲ့ဘယ်လိုပြောမလဲသူ့ရဲ့ choreography ကကိုရူအောင်နဲ့ဒီလို fan နေဖြစ်တဲ့ဟာလေးကတော့ဒါကျွန်တော်တို့ကိုယ်တိုင်လည်းကတဲ့အခါမှာအရန်ပြဖို့ကောင်းတယ် match ဖြစ်တယ် ဒါဘယ်လိုပြောရမလဲဟိုလိုက်ဖက်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီ practice ရတဲ့အချိန်မှာလေသူကတခါတည်းကမုသွင်းတာအဲ့ဒီမုနဲ့သွားတာဘာလို့လဲဆိုတော့သူကကရတယ်သူတို့ fan တွေမုသွားတာအဲ့ဒါသူ့အချီပြီးကျွန်တော်တို့ကမကဖြစ်တော့ဘူးအဲ့လိုလိုမုတွေဖြစ်လာအကိုတကယ်တော်ရတကယ်တော်ရဟုတ်ကဲ့ဟုတ်ချက်ချက်တော့ down လို့ပင်လေသာ down လို့တကယ်တော့ဘာမှမဟုတ်တာခုနကမှကောင်းမှာချက်ချက်တော့ကျွန်တော်ပွဲထဲမှာပိန်တယ်လေပိန်တော့ကျွန်တော်ချက်ချက်တော့လွတ်ပြရတယ်

ဲ့လိုအရန်သူခဏကို body swatcher နဲ့ဆိုရင်တော့ကျွန်တော်တို့ဒီအားကြတာပေါ့ကျွန်တော်တို့ယောက်ျားလေးတယောက်နေနေဆိုရင်တော့အားကြတာပေါ့အဲ့လိုမျိုးအဲ့လိုအားကြတော့ပြီးတော့နောက်ပိုင်းဒီလိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီ industry နဲ့ပတ်သက်ပြီးတော့လည်းသူ အများကြီးလေ့လာထားတာတွေလည်းတွေ့ရတယ်ဟုတ်အဲ့လိုမျိုးပါရှိတယ်ဟုတ် တခြင်းတဲ့ဇာတ်ကားကတော့ဒါတော့ကျွန်တော်တို့ရုပ်ရှင်အကန်းထွက်ရင်တော့ကြည့်ကြည့်ပါတော့ကျွန်တော်တို့ကတော့မကြည့်ရသေးဘူးဒါပေမဲ့လောလောဆယ်သူကအနေနဲ့သူ့ရဲ့ character သူ့ရဲ့ mood နဲ့တင် တော်တော်မိုက်နေပြီဒီအကမှရင်သိတာတဲ့စမ်းကြည့်လေကျွန်တော်တို့ဘယ်လိုခေါ်မလဲကိုတူရဲ့ body ဆွဲချတဲ့ဒီတချင်းကိုဒီလိုကောက်သွားရဲဆိုတော့ဟာသူ performance ကပုံမှန်နဲ့မတူ character ပြောင်းသွားရေအဲ့တော့ဒီကားမှလည်းဘလို့ကာရတာပြောင်းမလဲဆိုတော့ကျွန်တော်တို့လည်းရင်ကုန်နေပြီကြည့်ရမှာပါတော့เนาะဟုတ်ကဲ့ဟုတ်လူတောင်းလူပြိုတောင်းအာရှိပါရှိတောင်းလူပြိုတောင်းလူပြိုတောင်းရာသရှိရှိတောင်းလူပြိုတောင်းလူပြိုတောင်းအာရှိပါအာအေးပါကိုတူအောင်ကိုတူအောင်ဘယ်လိုပြောရမလဲတခြားဒီတချို့ ဟိုသူကဒီအနည်းပညာအောင်မှသူရဲ့တရုပ်ဆောင်ပိုင်းကိုလည်းတော်တယ်ကျွန်တော်တို့ကတဲ့အခါမှာလည်းဘယ်လိုခေါ်မလဲအကောင့်ကိုလည်းတေချာဒီဇိုင်းမမတ်ပေါ့နော်သူကိုယ်တိုင်စိတ်ပါဝင်စားဆိုတာလိုက်ပြီးတော့ကတယ်ပေါ့နော်ဒီလိုကပြီးတော့ကျွန်တော်တို့ကလည်းအကသမားတယောက်နေနဲ့သူဒီလိုစူးစမ်းတာကိုကြည့်ပြီးတော့ကျွန်တော်တို့လည်းတကယ်ဂုံယူတယ်လေးစားတယ်ကုထူအောင်ကျေးဇူးလည်းအများကြီးတင်တယ်ကျွန်တော်တို့ရဲ့ဒီအကတွေကိုပေါ်အောင်လည်းကပြီးတော့ကျေးဇူးတင်တယ်အဲ့တော့ကုထူအောင်ဒီတဲ့အများကြီးအောင်မြင်ပါစေပြီးတော့အခုဒီစကားကိုလည်း ကြည့်ဖြစ်အောင်ကြည့်ပြပါဒီစကားလည်းအရင်မှတ်မှာကျွန်တော်တော့အရင်ကြည့်ချင်နေပြီသူ character ကိုကြည့်ပြီးတော့အရင်ကြည့်ချင်နေတာအဲ့တော့ကိုတို့တော့ဒီနေ့အများကြီးအောင်မြပါစေလို့ကျွန်တော်ရဲ့လူမျိုးတောင်းစကားလေးကို session နေ့မှာလာရောက်အားပေးကြဖို့ကျွန်တော်တရားပဲဖိတ်ခေါ်ချင်ပါတယ်ကိုထူအောင်ကိုစားဖိတ်ခေါ်ချင်ပါတယ်ဟွာကျွန်တော်ရဲ့ကျွန်တော်ရဲ့ကိုထူအောင်ပါဝင်တရုပ်ဆောင်ထားတဲ့လူမျိုးတောင်းရုပ်ရှင်လေးကိုလာရောက်အားပေးကြည့်ရှုပေးကြပါလို့မေတ္တာရက်ခံပါပါတယ်